ချို့ကတရားဆိုတာအာကိုရာလို့သိတော့သိတယ်ဒါပေမဲ့အဲ့ဒီတရားကိုနှလုံးသားထဲမှာအမြဲတမ်းကိန်းအောင်မလုံကြတာကပြဿနာတရားအကြောင်းကို စကားများများပြောတတ်တယ်သို့တော့သူပြောနေတဲ့တရားစကားတွေအတိုင်းရှင်းသုံးဖို့ကြပြန်တော့တုံ့ဆုံနေကြတာကိုတွေ့နေရပြန်ရောအဲ့တော့ဘာနဲ့တူလဲဆိုတော့အဆန်ချောင်းနေတဲ့အသီးတွေနဲ့တူတယ် အတန်ဒီတာမြည်ပြီးတော့အနစ်မရှိတော့ဘူးအနစ်မရှိတဲ့အတွက်ကြောင့်ဒီတရားရဲ့အရာသာဒီဟုသောအေးချမ်းခြင်းတွေတည်ငြိမ်ခြင်းတွေရင့်ကျက်ခြင်းတွေမတွေ့ရဘဲနဲ့လက်ပေါ်လော်လီပြီးတော့အဆန်ချောင်းနေတဲ့အသီးကြီးတစ်လုံးလုံးပဲကလော့ကလက်ကလော့ကလက်နဲ့အတန်ဒီထွက်နေတယ်အဲ့တော့ဒါဟာတကယ်တရားရဲ့ရလမဟုတ်ဘူး ဘဝတစ်ခုလုံးနေလာတဲ့အချိန်မှာဒီတရားတွေကိုသိထားတယ်လောကကြီးမမြင်လောကကြီးဆင်းရဲတယ်လောကကြီးအဆိုးမရသိနေပေမဲ့လည်းပဲမမြဲတဲ့အရာတွေကိုစောက်ကင်ထားစေပဲဆင်းရဲတဲ့အရာတွေကိုဖတ်တွေ့ထားစေပဲဖောက်ပြန်တတ်တဲ့အရာတွေကိုပိုင်ဆိုင်ခြင်းတုံးပဲဒီလိုပိုင်ဆိုင်ဖို့ကြိုးစားနေရင်လည်းကိလေသာတွေကပွားစေပဲအသက်ကြီးလာလည်းပဲကိလေသာကရော့မသွားဘူးလောဘပို့ပြီးတော့ကြီးလာတယ် အတ္တပို့ပြီးတော့ကြီးလာတယ်။မာနပို့ပြီးတော့ကြီးလာတာကိုတွေ့ရတယ်။အရွယ်ရောက်လာသည်နဲ့အမျှမေတ္တာပေးနိုင်ရင်ဂုဏ်ရှိလာတယ်။အတ္တကြီးလာတဲ့သူတွေမေတ္တာပေးနိုင်လာတဲ့သဘောမျိုးတွေ့လာပြီးသူတို့ကိုကြီးရတာအမြဲအေးချမ်းတာပဲလို့ပြောရတော့အောင်တရားနဲ့ပြည့်နေတဲ့သူတွေလောကမှာရှိတယ်။အမှန်ကအဲ့ဒီလိုဖြစ်ရမှာ။တစ်နှစ်ကြီးလာတာနဲ့တစ်နှစ်ပို့ပြီးတော့ငြိမ်သက်ပြနိုင်ရမယ်။ တနစ်ကြီးလာတာထက်တနစ်ပိုပြီးတော့တည်ကြည်မှုကိုပြနိုင်ရမှာဒီလိုမဟုတ်ဘဲနဲ့ကြီးလေမိုက်လေကြီးမိုက်တွေများလာပြီးတော့တေရတိလောဘကလည်းအတော်မတတ်နိုင်တေရတိဒေါသကလည်းအတော်မတတ်နိုင်တေရတိမာနကလည်းကြီးနေတာကတော့ဘယ်သူမှကယ်လို့မရနိုင်တော့ဘူးတရားမြင်မဲ့အချိန်များရှိသေးရဲ့လားလို့မေးရမလို့ဖြစ်နေပါတယ် တရားတွေအမတန်မှထွန်းကားနေပါတယ်။တရားစကားတွေအများကြီးကြားနေရပါတယ်။တရားတွေကိုလည်းကိုယ်တိုင်လည်းပဲလေ့လာနေတဲ့သူတွေများလာနေပါတယ်။များလာသလောက်အတ္တတွေတိုက်ပွဲဆင်နေတာတွေတွေ့ရတယ်။များလာသလောက်လျက်ပေါ်လော်လီစွာနဲ့ဂုံဖော်ကြွားဝါတာမျိုးတွေအများကြီးတွေ့လာရတယ်။များလာသလောက်တဝူးနဲ့တဝူးမြတ်တာမထားနိုင်ပဲရန်ဆောင်နေတာတွေတွေ့တာများလာရတယ်။ဘာကြောင့်လဲ။ တရားတကယ်မမြင်လို့ပေါ့တရားကစာအနေနဲ့မှတ်ထားဖို့မဟုတ်ဘူးလက်တွေ့ကျင့်သုံးပြီးတော့နှလုံးသားထဲမှာကိန်းအောင်လုပ်ပြရတဲ့အရာမြတ်စွာဘုရားကအဲ့ဒီစာတွေကိုဒါတွေကိုစာအနေနဲ့ပဲသိဖို့ဟောခဲ့တာမှမဟုတ်တာတကယ်လိုတဲ့သူတွေကို လိုတဲ့အချိန်မှာ လက်တွေ့ဟောခဲ့တဲ့တရားတွေပူလောင်နေတဲ့သူတွေကိုငြိမ်းအေးစေဖို့အတွက်တိုက်ရိုက်ဟောခဲ့တော်တရားများဒုက္ခရောက်နေတဲ့သူတွေကို အဲ့ဒီဒုက္ခတွေကနေကြော်ဖြတ်နိုင်ဖို့အတွက်ဓာတ်ရိုက်ဟောခဲ့တော်တရားတွေကိုရေကတဆင့်ခံနဲ့ပြန်ပြီးတော့လေ့လာနေကြတာဒီတော့ကိုနဲ့ဓာတ်ရိုက်မသက်ဆိုင်တယ်လို့ဖြစ်နေတယ်ဘုရားဟောခဲ့တော်ကဆိုင်တဲ့ပုဂ္ဂိုလ်ကိုညနေချင်းဆိုင်ဟောခဲ့တဲ့တရားတွေလက်တွေအသုံးချတဲ့သူတွေချက်ချင်းအေးသွားအောင်ဟောတဲ့တရားတွေဆိုတာကိုသိနေဖို့လိုတယ်ကြင့်လိုက်ပါအရွယ်ရောက်လာပြီနဲ့အမြတရားနဲ့ရင့်ကျက်အောင် ကြိုးစားလိုက်ပါဒါမှဖရားရက်ပဲပြီးသားမှာပေါ့မဟုတ်ရင်တော့အဆန်ချောင်နေတဲ့အသေးတွေဖြစ်နေမှာပေါ့အတန်လေးသာထွက်ပြီးတော့အနှစ်ကဘာမှမရှိတဲ့လောကကြီးဖြစ်နေတော့ပူလောင်တာပဲအဖတ်တင်တယ်ဖရားတပည့်တွေပူလောင်လိုက်တာလို့အဖြစ်မခံပါနဲ့တေတဲ့အထိမိုက်နေတဲ့သူတွေလည်းအဖြစ်မခံပါနဲ့အဆန်ချောင်နေတဲ့အသေးတွေလိုမျိုးလည်းအဖြစ်မခံပါနဲ့မိုက်နေအောင်ပဲဆိုရင်ဒီဘဝတရားမြင်မဲ့အချိန်ကိုရှိသေးရလားလို့ မေးရပါလိမ့်မယ်။တရားသာကြင်ကြံကြပါ။တရားသည်သာအနှစ်ပါ။တရားသည်သာတမလွန်မှာအာကိုရမယ်အရာအစစ်ပါ။အားလုံးအေးကြံကြပါစေ။